အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက္ခဏာကတော့ကံလန်းချောင်းကနေအကိုင်းခတ်တွေခွဲထွက်နေတဲ့လက်ဝါးပြင်မှာဖြစ်ပါတယ်အလွန်ကောင်းတဲ့အမတ်သားတစ်ခုဖြစ်ပါတယ်ဒီလိုလူတွေဟာသူတို့ရဲ့ဘဝမှာအဆင်ပြေပြေနဲ့ချမ်းချမ်းသာသာနေရမယ်ငွေကြေးကံငွေဝင်ကံအလွန်ကောင်းပါတယ်ထီပေါက်တို့ငွေတွေဝင်တတ်ပါတယ်သို့မဟုတ်ထီတွေလည်းပေါက်တတ်ပါတယ်ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေစက်တူရှယ်ယာလုပ်ငန်းတွေနဲ့အကျိုးဖြစ်ထွန်းတတ်ပါတယ် ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေကနေအကျိုးအမြတ်တွေရရှိနိုင်မယ်။ကိုယ်ပိုင်စီးပွားရေးတွေလည်းလှုပ်ဆောင်နိုင်ပါတယ်။အလွန်အကျိုးပေးပါတယ်။နိုင်ငံခြားကံရွက်ဝေးကံလည်းကောင်းပါတယ်။နိုင်ငံရခြားကိုလည်းသွားရောက်ရတက်တယ်လို့နိုင်ငံရခြားနဲ့ပတ်သက်ရင်လည်းအဆင်ပြေအောင်မြင်နိုင်တဲ့အမှတ်အသားဖြစ်ပါတယ်။အမွေရချင်းတွေဒီပေါက်ချင်းတွေကံထောက်ပံ့ကောင်းချင်းတွေနဲ့သူဟာဘဝမှာအေးအေးဆေးဆေးနေနိုင်ပါလိမ့်မယ်။ဒီလိုကံလန်းကြောင်းမျိုးပါရင်တင်ရဲ့ဘဝမှာတေချာပေါက်ချမ်းသာနိုင်ပါတယ်။ ောက်တစ်ခုကတော့ပုံမှန်ပြထားတဲ့အတိုင်းကံလန်းချောင်းကလက်ဝါးပြင်အလဲကမထွက်ပဲအသက်လန်းချောင်းကထိုးတက်နေခြင်းပဲဖြစ်ပါတယ်ဒီလိုလက္ခဏာရှင်တွေဟာလဲဘဝမှာကံတရားရဲ့အထောက်ပံ့ကို အမြဲလိုလိုရရှိနေတတ်ပါတယ်ကံတရားရဲ့အထောက်ပံ့ပေးမှုကိုအခက်အခဲရှိတိုင်းရရှိနေတတ်ပါတယ်ဒီလိုအသက်လန်းကကံလန်းချောင်းတက်လာခဲ့ရင်တော့မိသားစုစီကအထောက်ပံ့ကိုအ धिक ရရှိနိုင်ပါတယ်မိသားစုမိဘဘိုးဘွားဆွေမျိုးအတိုင်းဝိုင်းတို့ရဲ့အကူအညီအထောက်အပံ့တွေနဲ့ ချမ်းသာကြီးပွားနိုင်ပါတယ်။သင်မှာဒီလိုကံလန်းကြောင်းမျိုးပါလာခဲ့ရင်တော့ကံတရားရဲ့အထောက်ပံ့ကိုတေချာပေါက်ရရှိပြီးချမ်းသာကြီးပွားနိုင်မယ်လို့မှတ်ယူနိုင်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့ဥိနေရထိုင်ခြင်းနဲ့ပတ်သက်ပြီးကံကံနန်းနာနေရမယ့်လက္ခဏာမျိုးစားပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးနှလုံးလန်းကြောင်းပေါ်မှာတွိကံ ပုံစံအတင်ရှားပါရှိနေရင်အဲ့ဒီလက္ခဏာရှင်တွေဟာမိသားစုအပေါ်အလွန်တန်ရုံးစဉ်ကြီးတက်ပါတယ်။မိသားစုစိတ်ဓာတ်ရှိလွန်းလို့စိတ်ပင်ပန်းရတတ်ပါတယ်။ အနိနာခံပြီးကိုဂျိုးစွန့်တဲ့သူများပြစ်တတ်ပါတယ်။အကျိုးပေးအနေနဲ့ကတော့အိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးခန်းခန်းနားနားနေရမယ်။အိမ်ချမ်းမြေ၊ရင်ကားအများပြားပိုင်ဆိုင်ရတာမျိုးပါကြုံရတတ်ပါတယ်။ထီစုအသေးတွေကိုလည်းမကြာခဏပေါက်တတ်ပါတယ်။အိမ်တော်ပန်းနဲ့ပတ်သက်ပြီးအထောက်ပံ့အကူအညီကောင်းတွေရတတ်ပါတယ်။ဒီလက္ခဏာရှင်တွေဟာအရန်ကိုထူးခြားလုံးပါတယ်။ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေစောက်ရှောက်ခြင်းကိုလည်းခံရတတ်ပါတယ်။အစောက်ရှောက်ကောင်းတွေစောက်ရှောက်နေတယ်ဆိုတဲ့အမှတ်သားဖြစ်ပါတယ်။ဘာသာရေးမြဲမယ်။ နေ့စဉ်ပုံမှန်ကောင်းမှုကုသိုလ်အများအတန်းတွေပေးဝေနေမယ်ဆိုရင်အိမ်မက်ကောင်းမှတ်ခြင်းအနာဂတ်မှာကောင်းတာဖြစ်ဖြစ်မကောင်းတာဖြစ်ဖြစ်ဒူးဒူးကြကြကြုံရတော့မယ်ဆိုရင်စိတ်ကအလိုလိုလှုပ်ဆော်သိနေတတ်ပါတယ်မရောက်ပူသေးတဲ့ဒူးချတဲ့နေရာတွေကိုပထမဆုံးရောက်ပူတဲ့အခါမှာလဲဒီနေရာဟာကိုယ်နဲ့ယင်းဒီကျွမ်းဝင်နေတယ်လို့မျိုးခံစားရတတ်ပါတယ်ကိုကြံစီသမျှအောင်မြင်ခြင်းအကျိုးထူးတွေကိုခံစားရပါလိမ့်မယ် ောက်တစ်ခုကတော့ပေးလို့မကုံလူလို့မကန်းလူတန်းပေးကန်းနိုင်ပြီးသာသနာပြုနိုင်မဲ့တတိယတကြွယ်ရဲ့လက်မျိုးပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးလက်တကြွယ်အောက်တနင်္ဂနွေဂျူခုံပေါ်မှာဇေဒီမတ်သားကြာသပတိဂျူခုံမှာရှိတဲ့မြင်းမတ်လက်မပေါ်မှာရှိတဲ့တွီးကန်ဒီမတ်သားပါလာတဲ့သူများဟာကောင်းမှုကုသိုလ်လုပ်ဖို့အတွက်သာသနာပြုဖို့အတွက်မွေးဖွားလာသူဖြစ်ပါတယ်။အလူကြီးပေးနိုင်ပြီး ဘုရားတဲ့ကြောင်းဆောင်သာသနာပြု လုပ်ငန်းတွေစိတ်တိုင်းကြဆောင်ရွက်လုပ်ကင်လူဒန်းနိုင်ပြီးအများအကျိုးသေဖို့နိုင်မဲ့ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါတဲ့ရဲ့လက္ခဏာနဲ့လက်ညှိုးကြမှာပုံမှန်ပြထားတဲ့အတိုင်းမြင်းလန်းချောင်းမျိုးပါလာပါသလားပုံမှန်ပြထားတဲ့မြင်းလန်းလေးကတော့စနေဂျူကုံဘေးကနေကြာသပြီးဂျူကုံစီကိုထွက်လာတဲ့မြင်းဖြစ်ပါတယ်ဒီမြင်းလန်းလေးကလက္ခဏာရှင်အတွက် ကောင်းတဲ့ဘက်ကိုပြပေးတဲ့အမှတ်အသားဖြစ်ပါတယ် ူရဲ့ဘဝရည်မှန်းချက်တွေကိုသူ့အကောင့်ထဲပေါ်နိုင်ပါလိမ့်မယ်။ဘဝမှာဒီလိုမှတ်သားပါတဲ့သူတွေကသူတို့ရဲ့ဉာဏ်ပညာနဲ့အများကသိမြင်ပြီးအောင်မြင်တဲ့သူတွေဖြစ်ကြပါလေ။ကိုယ်ပိုင်ဉာဏ်အားကောင်းကြပါလေ။အတွေးခေါ်ပိုင်းမှာလည်းအားသာတဲ့သူတွေဖြစ်ပါလေ။ကိုယ့်ရဲ့လုပ်ငန်း၊ကံငန်း၊စီးပွားရေးတွေကနေပြီးတော့အစဉ်ပြေတိုးတက်မှအမှတ်သားဖြစ်ပါလေ။ဝီကြီးကံနဲ့ကောင်းမွန်လာပါလိမ့်မယ်။အဓိကကတော့ကိုယ့်ရဲ့လုံဆောင်မှုတွေကြောင့်နာမည်ရပြီးအောင်မြင်တတ်ပါလေ။ နောက်တစ်ခုကတော့အင်္ဂါဂျူခုံအမားကနေထွက်ပေါ်လာတဲ့အောင်မြေလမ်းကြောင်းပဲဖြစ်ပါတယ်။ဒီအမတ်သားကတွေ့ရခဲပါတယ်။ဒီအောင်မြေလမ်းပါရင်အလုံးကောင်းပါတယ်။သူ့အကျိုးကတော့နိုင်ငံခြားရေခြားမြေခြားရုပ်ဝေးတွေမှာအောင်မြင်မယ်အကျိုးပေးမြန်စေမယ်။နိုင်ငံခြားကံရုပ်ဝေးကံအားကောင်းပြီးအစဉ်ပြေးစေနိုင်ပါတယ်။ကိုယ့်ရဲ့မွေးရမြေထက်နိုင်ငံရဲ့ခြားရေခြားမြေခြားရုပ်ဝေးကံကအူပြီးအားသာပါတယ်။သူ့ကိုပို့ပြီးအကျိုးပြုစေပါတယ်။ နောက်ပြီးနိုင်ငံရဲ့ချားနဲ့ဆက်ဆက်တဲ့အလုပ်မျိုးတွေကသူ့အတွက်အကျိုးဖြစ်တွန်းစေပါတယ်တူတက်စေပါတယ်တင်းမှာဒီလမ်းအမှတ်သားပါနေမှာဆိုရင်တင်းရဲ့လက်ဝါးပြင်တစ်ခုလုံးကိုစစ်ဆေးကြည့်ပါတင်းရဲ့ကံလမ်းကြောင့်တခြားမင်္ဂလာအမှတ်သားတွေပါနေမှာဆိုတော့ဒီထပ်ပုံပြီးအကျိုးဖြစ်တွန်းများဆန်းစေပါတယ်အဓိကကတော့နိုင်ငံရဲ့ချားနဲ့ဆက်ဆက်ပြီးအောင်မြင်စေတတ်တဲ့အောင်မြင်လိုက်အကြောင်းကိုသာပြဆိုခြင်းဖြစ်ပါတယ် အနာဂတ်ကိုဖတ်ကြားတဲ့လက္ခဏာပညာနဲ့ပတ်သက်ပြီးသင်ရဲ့အနာဂတ်ကိုကောင်းကောင်းကြီးဖတ်ကြားနိုင်တဲ့အမတ်သင်္ကေတလေးတွေအကြောင်းကိုပြောပြချင်ပါတယ်။ပုံမှန်ပြထားတဲ့အမတ်သင်္ကေတတွေကိုကြည့်ပါ။နံပါတ်၁ကတော့ပုံမှန်ပြထားတဲ့အတိုင်းအသက်လမ်းကြောင်းကနေပြီးတော့ထောင်တက်လာတဲ့လမ်းကြောင်းဟာအပေါ်ဘက်မှာရှိတဲ့ညာလမ်းကြောင်းကိုသွားထိနေမယ်ဆိုရင်တော့သင်ကစီးပွားဥစ္စာတိုးတက်မယ်။အိမ်ကြီးအိမ်ကောင်းတွေပိုင်ဆိုင်ပြီးတော့တကူဩဇာထမ်းမြတ်မယ်။နောက်ပြီးအစိုးရဝန်ထမ်းဖြစ်မယ်ဆိုရင်ယာတုတက်တာတို့ဘာလို့ဖြစ်တတ်ပါလဲ။ ိန်ကလေးတွေဆိုရင်တော့ခင်မွန်းကောင်းတွေရတတ်တဲ့ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်2ကတော့ပုံမှန်ပြထားတဲ့အတိုင်းလက်ညိုးနဲ့လက်ကလေးကြားစနီဂျူခုံနဲ့ကြာသာပတိဂျူခုံကြားမှာတင်ရှားတဲ့ညောင်ရွက်တံတန်တစ်ခုခုရှိခဲ့မယ်ဆိုရင်တင်းရဘွားမှာအလူကြီးတန်းကြီးတွေကြီးကြီးမားမားပေးရနိုင်ပါတယ်။ဝန်ထမ်းအကြီးအကဲတွေနဲ့ယင်းဤကျွမ်းဝင်မှုခင်မင်မှုတွေရရှိတတ်တာတွေကိုပေါ်ပြတဲ့နမိတ်ပဲဖြစ်ပါတယ်။ နံပါတ်3ကတော့ပုံမှန်ပြထားတဲ့အတိုင်းလက်ကလေးအောက်စနီဂျိုခုံပေါ်မှာရှိတဲ့ကံလန်းချောင်းဟာအသက်လန်းချောင်းကနေတဆင့်ညံလန်းချောင်းနဲ့နှလုံးလန်းချောင်းကိုဖြတ်တက်လာပြီးရက်တောင်ပုံတံဖြစ်နေခဲ့မယ်ဆိုရင်တော့တင်ကအသက်လက်ပိုင်းလောက်ကနေစပြီးတော့စီးပွားရေးတွေအစအစအရရအဆင်ပြေလာပြီးယာဒူးဩဇာရှိတဲ့ချမ်းသာတဲ့သူတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိလိမ့်မယ်လို့ပြနေတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်4ကတော့ပုံမှန်ပြထားတဲ့အတိုင်းလက်ညိုးနဲ့လက်ကလေးထိတ်ဒီမှာ ခုံးပွေလို့ခေါ်တဲ့ခေါင်းအုပ်ပွေရှိနေခဲ့မယ်ဆိုရင်ဒါဟာအလားပါအမှုပညာဆိုင်ရာအလုပ်တွေနဲ့အကျိုးပေးအောင်မြင်မယ်ဆိုတဲ့နမိတ်ပုံပဲဖြစ်ပါတယ်။နံပါတ်5ကတော့ပုံမှန်ပြထားတဲ့အတိုင်းနှလုံးလန်းချောင်းပေါ်ကနေစတင်ထွက်လာတဲ့လက်သကြွယ်အောက်တနင်းကနေဂျိုခုံပေါ်မှာအောင်မြင်လန်းချောင်းဟာထွက်လာပြီးဘေးမှာအထောက်ကူလန်းချောင်းတွေနဲ့အတူထိပ်ပေါ်မှာကြာဖူးပုံကြောင်မြရနာပုံသင်္ကေတလေးရှိနေခဲ့မယ်ဆိုရင်တော့သင်ဟာကြောင်မြရနာရွှေလုပ်ငန်းတွေနဲ့ကြီးပွားအောင်မြင်ပြီး အောင်မြင်နေတဲ့သူတွေနဲ့လက်တွဲလှုပ်ဆောင်ရမယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နမိတ်6ကတော့ပုံမှန်ပြထားတဲ့အတိုင်းလက်တန်အောင်ဘုဒ္ဓဂျိုကုံပေါ်မှာနှလုံးလမ်းကြောင်းပေါ်ကနေစပြီးကျမ်းမာရေးလမ်းကြောင်းထွက်ပေါ်လာပြီးဒေါင်လိုက်မြင်းကိုခတ်ဆွေဆွေမြင်းတစ်ခုဖြတ်ထားမယ်ဆိုရင်တော့နှလုံးနဲ့ပတ်သက်ပြီးကျမ်းမာရေးထိခိုက်ပြီးအလုတ်တွေမှာသူတစ်ပါးရဲ့ရုပ်တရက်အလိန်ခံရခြင်းတွေကိုကြုံတွေ့ရမယ်နမိတ်ပုံပဲဖြစ်ပါတယ်။နံပါတ်9ကတော့ပုံမှန်ပြထားတဲ့အတိုင်းညာလန်းချောင်းနဲ့နှလုံးလန်းချောင်းရဲ့အလဲစတုကန်လွင်ပြမှာ ဗိမာန်သင်္ကေတရှိနေမယ်ဆိုရင်တော့သင်ဟာအိုးအိမ်ချမ်းမြေတိုက်တာရင်ရထားတွေကိုပိုင်ဆိုင်နိုင်ပြီးကြောင်းစရက်စတဲ့သာသနိကအဆောက်အုံတွေကိုလူဒန်းနိုင်မယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်၈ကတော့ပုံမှန်ပြထားတဲ့အတိုင်းညာလန်းကြောင်းဟာတနင်္လာဂျိုခုံဘက်မှာ၅ရုပ်ပုံတံတန်သင်္ကေတရှိနေခဲ့မယ်ဆိုရင်တော့သင်ကရေထွက်ကုန်တွင်ထွက်ပစ္စည်းစတာတွေနဲ့အကျိုးပေးမဲ့နမိတ်ပဲဖြစ်ပါတယ်။ နံပါတ်6ကတော့ပုံမှန်ပြထားတဲ့အတိုင်းလက်ဖနောက်စွန်းမှာဒေါင်လိုက်မြင်းတွေကတ်ဆောင်ဆောင်ဖြစ်ပေါ်နေမယ်ဆိုရင်တင်ဟာပြည်တွင်းပြည်ပခရီးသွားရတာတွေကိုမကြာခဏလောက်ရမယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။တင်ရက်လက်မှာကဘလူတင်ဂီတာတွေပါနေပါသလဲ။တင်ရက်လက်ကိုပြန်ကြည့်လိုက်ပါ။အားလုံးကံကောင်းကြပါစေ။